တခါတော့ကပင်လေကန်းဆက်ကအုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တယ်တောက်တော့ပင်လေရေဒီလိုင်းကလာနေတာသူမမြင်ဘူးလေသူကလေးဆန်လေးတိတိလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလိုင်းနဲ့ဒီရှင့်မလေးကပင်လေရေတဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်ဘုံကပြန်မလာပြန်မလာနဲ့စောင့်ရင်းနဲ့ ရှင်မဒီပင်လေတဲ့ဆင်းသွားတာပြင်းမလာဘူးဆိုတော့သူအင်မတန်ခံစားရတယ်တဲ့အဲ့ဒီရှင်ကလေးကအဲ့ဒါနဲ့သူအုံမေမောကဆင်းပြီးတော့ဒီရှင်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင်မလေးဟာဟောဒီပင်လေရည်ထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရည်တွေဖုံးနေလို့ငါရှင်မလေးကိုငါမမြင်ရဒီပင်လေရည်တွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတော့ဆိုတော့ ပင်လေတဲ့ကိုရှင်းသူ့ရဲ့အမိပွားပါကလေးကိုပင်လေရေတဲ့နှစ်နှစ်ပြီးတော့ရွာရွာနဲ့ပြန်တက်လာသွမ်းပေါ်တော့အဲ့ဒီအမိကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ရှင်းအမိလေးကိုစိတ်သွမ်းပေါ်ရောက်တော့ပြန်ခါအခောက်ပေါင်းများစွာလုံနေတာဘာလုပ်တာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ခြင်းလို့တော့သူ့ရှင်းမလေးကိုတွေ့ခြင်းလို့ဟုတ်လားပင်မန်းနဲ့နော်ဒီကယူမိုက်များအဲ့ဒါနဲ့ ဒီကန်းဆောင်နှက်ကကန်းမှာစောင့်နေတဲ့နှက်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်ဘူးနော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်ဘူးအဲ့ဒါနဲ့ကန်းဆောင်နှက်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာလဲဟာကျွန်တော်ချစ်တဲ့ရှင်မာလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေရီတွေဖုံးနေလို့မမြင်ရလို့ပင်လေရီတွေကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးနော်တနာလုံးလို့တနာလုံးလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်နှက်က မင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းနေရော့တော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းသောတာကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နမင်းကြီးရဲ့နမိဘရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းသောတာကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကူနဲ့ ပင်လေဆောင်နဲ့မင်းကြီးနဲ့ချင်းမလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နဲ့မင်းကြီးရဲ့မိဖုရားကိုတကိုးနဲ့ပြပြလို့ရှင်လေးကမော့ကြည့်။အော်ကြည့်စမ်းသူငါကိုအမှတ်မရတော့။ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်ရည်ခမ်းအောင်ကြိုးစားနေရ။ပေးတဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာ။ဒါကြောင့်ဦးစင်းကတစ်ခါတစ်ခါစဉ်းစားကြည့်တယ်။ချစ်ချင်းနဲ့မုံချင်းဟာလေကိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တစ်ခါတလေအင်မတန်မြန်တယ်။ မေတ္တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်တရားကြီးဓမ္မကြီးမြတ်နော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းချင်းမုံတော့တာပဲချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျတည်တည်ချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုယ့်ကိုယ်ကိုချစ်တာကိုယ်ကျင့်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောင်းမခံနိုင်တာဒါပဲ ဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားဒီပြဟာတွေပြောရအောင်မှာထားတော့ဖြည့်ချင်းအကြောင်းတီကာချက်နေတရားကပြီးမှမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီဖြည့်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွန်နေရတာသူကကြည့်ပါအောင်ဆိုတော့အလိမ့်လိုက်အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောင်းလျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့ကံမော်တက်တဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော် လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချင်ခဏနေကမ်းပေါ်တက်သဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချင်အဲ့ဒါနဲ့ကျွမ်းဆောင်တတ်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့သောသောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လေထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ချင်ဘူးတဲ့မမြင်ရင်သူတို့ရဲ့တီးရဒီရီတွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရီတွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြမယ်တဲ့ မုံချင်းမှာလည်းအစွမ်းတတ္တိရှိတယ်နော်မှန်ပါဟုတ်လားဒကာကြီးမိုက်မြချစ်ချင်းမှာလည်းအစွမ်းတတ္တိရှိနှစ်ခုသောအစွမ်းတတ္တိတတ္တဝါကိုပင်ပန်းအောင်လုပ်နေတာရှိပဲဒါလေးကိုမြင်စေခြင်းတာမုံလည်းမတ္တချစ်လည်းမတ္တချစ်ချင်းမုံချင်းကလွတ်တဲ့လူသားရင်တတ္တလေမေတ္တာနဲ့မဆိုင်ဘူးနော်မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးရှင်နဲ့ရေလို့ကွာတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဟင်ဒကာကြီးမအဲ့လောက်ကိုကွာတယ် ေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချစ်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းထင်ဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတော့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေပြတ်ထဲဘူးလားတရင်သားတဲ့ကိုတဲ့ပါဗျာဘာဖြစ်သွားတာတော့မုန်းသွားတာမုန်းတာမှဘယ်လောက်ထိမုန်းတော့မင်းမြန်းစုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့နိငကိုတုန်းကချစ်လိုက်တာချစ်လိုက်တာဟုတ်လားအမွေပြတ်ခြင်းညာုံနဲ့အားမရလို့ဗါတဲ့တော့မင်းမြန်းစုံစမ်းခြင်းသီးခံပါတဲ့ တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဒီနေ့ကဥစဉ်ရဲ့ညီတစ်ပါးဥဒေဝင်ကဥစဉ်ကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမိုးတဲနေရင်တဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာဘောဩဟုတ်လားဒီလောက်ပဲ ခဏနေတော့သတင်းကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတကာတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့ဟင်တကယ်ကြီးမိုင်းမြာစောစောတုန်းကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တုံးဘာမှမဖြစ်ဘူးထမင်းချက်မပြက်ဘူးစကားပြောမပြက်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာလဲအဲ့ဒီချစ်ချင်းပါပဲ။